ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာမြန်မာပရိသတ်တွေအတွက်ဝမ်းသာစရာသတင်းကောင်းတွေရှိနေပါတယ်ခင်ဗျအဲ့ဒါကတော့ဒီနေ့ညနေမြန်မာစံတော် J ညနေ3:00နာရီခွဲအချိန်ကိုရောက်ရင်မြန်မာလယ်ယူစင်မြို့ဘောလုံးသင်းနဲ့မလေးရှားလယ်ယူစင်မြို့ဘောလုံးသင်းတို့ဟာထိုင်းနိုင်ငံရှမ်ပူရီမြို့မှာအဆုဒုတိယပွဲစဉ်ကိုရှင်းပြကစားတော့မှဖြစ်ပါတယ်ခင်ဗျမြန်မာလယ်ယူစင်မြို့မိသင်းကိုမြန်မာပရိသတ်တွေဘလောက်ထိအားပေးတယ်ဆိုတာကိုထိုင်းဘက်ကတဲ့ဝဲချင်းပါရေးကော်မတီကမြင်တွေ့ပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်းတွားရောက်ညှိနှိုင်းတာရှိလို့ တကယ်လို့ဒီနေ့ပွဲမှာသာမြန်မာပြည်သက်တွေပထမပွဲစဉ်လုံးမှာလို့အလုံးရင်းလာရောက်အားပေးဖို့ရှိနေခဲ့တဲ့ဆိုရင်သူတို့အနေနဲ့ဂိတ်နံပါတ်14ကိုဖွင့်ပေးဖို့သဘောတူလိုက်ဖြစ်ပါတယ်ခင်ဗျအစောပိုင်းကတော့ဂိတ်နံပါတ်12ဂိတ်နံပါတ်17နဲ့ဂိတ်နံပါတ်73တတ်တဲ့ဒီနေရာတွေကနေပွင့်တဲ့ကိုဝင်ရတာဖြစ်ပါတယ်အခုတော့မြန်မာပြည်သက်တွေက အုပ်စုဖွဲ့ဘက်မှလာရောက်အားပေးတာဘလောက်များတယ်ဆိုတာကိုတွေ့လာပြီးတော့အားလုံးအဆင်ပြေဖြစ်စေဖို့အတွက်ဂိတ်နံပါတ်14ကိုဖွင့်ပေးဖို့ထိုင်းဘက်ကသဘောတူထားတယ်လို့သိရှိရပါတယ်ခင်ဗျာဒါပေမဲ့ပြည်သက်အရေးအတွက်နေပိုင်းတော့ဖွင့်ပေးမှာမဟုတ်ပါဘူးပြည်သက်အရေးအတွက်ကအုပ်စုဖွဲ့ပွဲစဉ်လုံးကတော့ရှိတယ်ဒါမှမဟုတ်အဲ့အထက်တော့ပိုများနေတယ်ဆိုရင်တော့မြန်မာပြည်သက်တွေအနေနဲ့ဂိတ်နံပါတ်14ကနေကိုင်းတွေကိုအဆင်ပြေပြေဝင်ရောက်နိုင်အောင်ဖွင့်ပေးမယ်လို့ထိုင်းဘက်ကသဘောတူထားဖြစ်ပါတယ်ခင်ဗျာဒီတော့ဂိတ်နံပါတ်12 ဂိမ်းနံပါတ်7ကနေဝင်ခွင့်ရမယ်ပြည်သက်တွေကတော့ QR code ပါတဲ့အမှတ်ပုံတင်ထားပြီးသားသူတွေဖြစ်ရပါမယ်တဲ့အဲ့ဒါတွေက gate တွေအဲ့ဒီကနေဝင်ခွင့်ရမယ်ခင်ဗျဝင်ပေါက် gate တက်တဲ့အဲ့မှာတော့ QR code မရှိတဲ့ပြည်သက်တွေ working ဝင်ရောက်ဖို့ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျဒါပေမဲ့ passport soft copy ပါမယ် physical copy ဒါတွေယူဆောင်လာမယ်လို့တော့စီကံချက်ထုတ်ပြန်တာတွေ့ရပါတယ်ပြည်သက်အပင်မှုအရန်များပြားလာခဲ့ရင်တော့ ိတ်ဆက်လေးကိုထပ်မံဖွင့်လှစ်ပေးပြီးတော့အဲ့ကနေပေးဝင်မယ်လို့အတိပေးထားတာကိုကျွန်တော်တွေးရှိရပါတယ်ခမညဟုတ်ကဲ့ခိုင်းရောက်မြန်မာတွေကိုဆက်သွယ်ပြီးတော့ကျွန်တော်မေးကြည့်ရချင်ပါလေတချို့သောမြန်မာနိုင်ငံသားတွေဟာမြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကိုအားပေးဖို့အတွက်အဲ့လိုစက်ယုံအလုံယုံတွေကတော့ခွင့်ယူပြီးတော့နားရည်ယူပြီးတော့တွားရောက်အားပေးတာတွေရှိတယ်လို့ကျွန်တော်တို့သတင်းကြားသိရပါတယ်ခမညဟုတ်ကဲ့ဒါကြောင့် ကွင်းလဲကိုတောင်းကြည့်ရှုမယ်မြမပြိသက်တွေအစဉ်ပြေအောင်ဒီနေ့ပွဲစဉ်မှာအဲ့လိုစီစဉ်ပေးထားတဲ့အကြောင်းကြိုတင်အသိပေးပန်ကြားလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြိသက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ